ိုးရှိရှိတုန်းကအလုံးခွေးချစ်တတ်တဲ့ရွာကြီးတရွာရှိခဲ့မှုတဲ့ရွာထဲမှာခွေးကိုဘယ်လောက်ထိချစ်လဲဆိုရင်ရွာမှာရှိတဲ့လူကြီးရဲ့ထက်တော်များတယ်တဲ့ဖြစ်ချင်တော့တနေ့မှရွာသူကြီးအိမ်ကခွေးကြီးဟာရွာသူကြီးမရှိနေတော့မိဖို့ကြောင့်လည်းဝင်ပြီးဟင်းတွေကိုစားတော့တာပေါ့အဲ့ဒီမှာပဲခွေးကြီးကအရင်လိုအယိုးတွေစားရတာမဟုတ်ပဲစားဥစားပြအသားတွေစားရတာဆိုတော့ဘဝင်လေးနဲ့နေတော့တာပေါ့လေအသိဉာဏ်နဲ့တဲ့ခွေးကြီးဟာအသားဟင်းလူကမကမတည့်တဲ့ဟင်းအခါတွေကိုလာပါ င်းအခါတွေကိုပါစားပုံစဉ်းစားနေတော့တဲ့လူတွေတော့စားသေးတာပဲငါဘာလို့စားလို့မရရမှာလဲခွေးကြီးလည်းဟင်းအခါတွေကိုချိန်ပြီးတော့စားနေတဲ့တဘာဝတရားရဲ့ကတ္တကျက်နဲ့မတည့်တဲ့စားရဲကြောင့်ပူပြင်းတဲ့နေရာအောက်ကိုပြန်ထွက်မှတည်းခွေးကြီးကယူတော့တာပေါ့ခွေယူတဲ့ထုံးစံတိုင်းမြင်းမြင်းသမျှကိုကိုက်ဖို့ဟန်ပြင်းပြီးတရေတမျက်များနဲ့ခွေယူဟာကလေးငယ်တွေနဲ့အားနေတဲ့မျိုးသမီးတွေကိုစက်တင်ကိုက်တော့တာပေါ့ ဒီလိုနဲ့မကြခင်မှာပဲရွာသူကြီးအိမ်အောင်ခွေးကြီးယူနေပြီဆိုတာကိုလူတွေတတိထားမိတော့တာလीဒါကြောင့်ခွေးယူကြီးကိုတတ်ဖို့ဆိုပြီးရွာသူကြီးအိမ်ကိုလူအများစုဝေးကုန်တော့တာပေါ့ရွာသူကြီးလက်လန့်သွားပြီးအကျိုးကြောင့်မိတဲ့အခါမှာသူ့အိမ်ကခွေးကြီးယူသွားကြောင်းကိုသိရတော့တယ်လीရွာသူကြီးလည်းအတော်လေးပင်စိတ်မကောင်းဖြစ်သွားရှာတယ်ခွေးယူကြီးကိုလည်းဒီတိုင်းထားဖို့မဖြစ်နိုင်ဘူးလीကဲဒီခွေးကိုတတ်မယ်ဆိုလည်းတတ်ကြပါဒါပေမဲ့မင်းတို့လူတွေကများလို့နေငါခွေးကိုတတ်ဖို့လူတော့ရောက်ပဲခွင့်ပြုမယ်ကွာ ုတ်ကဲ့ကျွန်တော်တို့လူ300လောက်ရှိပါပါဗျာ။တောင်းရောက်တဲ့ခွေးဥယူကိုတက်ရမယ်ဆိုလည်းရပါတယ်ဗျာ။မင်းကနေပြီးတော့ဝိုင်းကြည့်ကြပါရစေ။ဟုတ်ကဲ့ကျွန်တော်တို့ကလူ300လောက်ရှိတာပါ။တောင်းရောက်တဲ့ခွေးဥယူကိုတက်ရမယ်ဆိုလည်းရပါတယ်ဗျာ။မင်းနာကပဲဝိုင်းကြည့်ပါရစေလို့တောင်းဆိုကြတယ်။ရောသူကြီးလည်းခွင့်ပြုပေးတာပေါ့။ရောသူကြီးကတခုတော့ရှိရဲ့ငါအပင်တွေကိုတော့မနည်းနဲ့နော်။အဲ့ဒါနဲ့ အာပေါင်းမှလည်းလူတော်ယောက်ကခွေးရိုးကိုတက်ဖို့ချမ်းမွေးနဲ့ရှာတော့တာပေါ့အပြင်ကရွာသူရွာသားတွေလည်းခွေးကြီးလွတ်လာရင်ဝဲဖက်မှုအတွက်အသေးဆောင်ဆိုင်နေကြတယ်လေဒီလိုနဲ့ခွေးကြီးလေးသူ့ကိုတက်ဖို့ရွာသားတွေရှာနေတာကိုသိသွားတော့ပုံနေရှာတာပေါ့ခွေးယူလေပုံနေရင်လည်းသူစဉ်းစားမိတာလားမယူပြီးခိုက်လိုက်တာတော့တော့ရဲ့ရှိတယ်အခုတော့လူတွေမှန်းပြီးမခိုက်လိုက်တဲ့လူတွေကဒီအုပ်ချုပ်ချိန်မှာမပါပါဘူးဒါတယောက်ယောက်ကကိုတက်ဖို့နောက်ွယ်ကခိုင်းတာပဲဖြစ်ရမယ် ခွေးတွေကလူတွေလိုအကြောင်းရင်းမှန်ကိုမသုံးသတ်ကြဘူးလေအဲ့ဒီအချိန်မှာပဲလက်ရှာနေတဲ့လူသုံးယောက်ကခွေးယူးကိုရှာမတွေ့တာနဲ့ပြန်မယ်ဆိုပြီးသူ့ကုန်းနေတဲ့နေရာကိုဖြတ်ပြီးပြန်ကြတာပေါ့အဲ့ဒီအချိန်မှာပဲလက်ရှာနေတဲ့လူသုံးယောက်ကခွေးယူးကိုရှာမတွေ့တာနဲ့ပြန်မယ်ဆိုပြီးခွေးယူးပုံနေတဲ့နေရာကိုဖြတ်ပြီးပြန်ကြတာပေါ့ခွေးယူးလည်းစိတ်မထိန်နေတာနဲ့ပုံနေရာကနေထွက်ပြီးဟေ့ဟေ့လူတွေခမည်းတော်ကိုဘသူတက်ခိုင်းတာလဲဗျာလှမ်းမိတဲ့ ရွာသူရွာသားတုံးယောက်လည်းခွေယူကြီးအပြင်ထွက်လာတာကိုတွေ့တော့ခွေယူကြီးကိုတက်လိုက်ကြတာပေါ့ကွတကယ်တော့ရွာသားတွေကခွေးကိုမတက်ချင်ကြပါဘူး။ဒါပေမဲ့ယူနေတဲ့ခွေးကိုမတက်လိုက်ရင်သူကိတ်လို့အခြားခွေးတွေအပြင်ကိုဝန်ဆောင်ပြီးကလင်းငယ်တွေကယောဂရကြမယ်လို့အနာဂတ်ကိုကြိုးတွေးမိလို့တက်လက်ရတယ်ဆိုတော့ကိုတော့ခွေးယူလေးကတော့မတိလိုက်ချဘူးပေါ့ကွ။ငယ်ရွယ်တဲ့ညာလေးနဲ့သူတွေးတာကတော့နောက်ဘက်ကတစုံတရာပေါ့ကွ။